ေအားလုံးမင်္ဂလာပါဟုတ်အရင်ဗီဒီယိုလေးမှာကျွန်တော်ဟိုရွှေလေးချိန်တွက်ချက်မှုတွေနဲ့ပတ်သက်ပြီးတော့ပြောခဲ့တာရှိပါတယ်ဒီနေ့ကတော့ကျွန်တော်ဒီအာရွှေတွက်ချက်မှုပေါ့တွက်ချက်မှုပုံစံမျိုးနဲ့ပတ်သက်တဲ့စံနှုန်းစာအုပ်လေးတွေမှာကျွန်တော်တို့မြန်မာသုံးအလေးချိန်တွေနဲ့ပတ်သက်ပြီးတော့ရှင်းပြကြပါမယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့အာနှစ်ရွေးလေးဟာရွေးကြီးတစ်ပြေးရှိတယ်အာ၃၄ဘိုင်း၃ဘိုင်းရွေးကြီးဟာတပဲသားရှိတယ်ပေါ့နှစ်ပဲသားဟာတမူးသားနှစ်မူးသားဟာတမတ်သားပေါ့ နှစ်မှတ်သားဟာကျွန်တော်တို့ငါးမူသားရှိတယ်နှစ်ငါးမူသားဟာတစ်ချက်သားပေါ့နော်ကျွန်တော်တို့တရားချက်သားဆိုရင်တပိတ်သားပေါ့တစ်ချက်သားဆိုလို့ရှိရင်120ရွေးလေးရှိပြီးတော့ရွေးကြီးနဲ့ပြောမယ်ဆိုရင်ရွေးကြီး60ရှိတယ်ပေါ့နော် Okay အဲ့ဆိုလို့ရှိရင် ကျွန်တော်တို့ကရှေ့ရွေးဟာတပဲလားပေါ့နော်အဲ့ဒါလေးကျွန်တော်တို့တွေ့ကြည့်ကြပါလေကျွန်တော်တို့ ရွေးလေးတရွေးပေါ့ရွေးလေးတရွေးရဲ့အလေးချိန်ဟာ3.136 3.83လုံး3.6ဂရမ်ရှိတယ်ပေါ့အဲ့ဒါကိုကျွန်တော်တို့ဟာရှင်းနဲ့မြှောက်ကြည့်လိုက်တယ်ရှင်းရွေးရှိသလားပေါ့နော်ရှင်းရွေးရှိသလားဆိုပြီးတော့ကျွန်တော်တို့ရှင်းနဲ့မြှောက်ကြည့်လိုက်တဲ့ချိန်ကမှဘယ်လောက်ရှိသွားလဲဆိုရင်3.886216648ဂရမ်ဆိုပြီးတော့ရှိနေတယ်ပေါ့နော်တကယ်တော့ကျွန်တော်တို့တရွေးသားမှာတပဲသားမှာရှိရမယ့်အလေးချိန်ဟာ1.3 3.2 3.58 2833ဂရမ်ဆိုပြီးဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အာတပြေးသားမှာရှိတဲ့ဂရမ်ချင်းကိုရှင်းနဲ့မြှောက်လိုက်တဲ့ချိန်ကမှဒီထွက်လာတဲ့1.388662 48ဂရမ်နဲ့မကိုက်နေဘူးဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဘယ်လိုမျိုးလေးထပ်တွက်ကြည့်လို့ရတယ်လဲဆိုတော့တပြေးလေးပေါ့တပြေးလေးမှာရှိတဲ့3.136 3.83 3.6ဂရမ်ကို9.5နဲ့မြှောက်ကြည့်လိုက်တယ်ပေါ့နော်အဲ့လိုမြှောက်လိုက်တဲ့ချိန်ကမှဘာထွက်လာလဲဆိုတော့1.3 3.2 3.6 98233 gram ဆိုပြီးတော့ကျွန်တော်တို့လာတယ်ဗောနော်ဒီထွက်လာတဲ့ gram ချင်းဟာကျွန်တော်တို့ဒီစာအုပ်ထဲမှာပါတဲ့တပည့်သားမှာရှိတဲ့ gram ချင်းနဲ့သွားတူနေတာဖြစ်တယ်ဗောနော်အဲ့တော့ကျွန်တော်တို့တပည့်မှာ9ခုတစ်ချမ်းပဲရှိတယ်ဗောနော်9ခုတစ်ချမ်းကိုကျွန်တော်တို့16ပဲနဲ့မြှောက်လိုက်လို့ရှိရင်120ရွေးလီရတယ်ဆိုပြီးတော့ဖြစ်သွားတယ်ဗောနော်โอเคအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကတပည့်သားဟာတုံညာ တက်တမ136 39ခွန်3လုံး36ဂရမ်ရှိတယ်။တပဲမှာဆိုလို့ရှိရင်တက်တမ3239 2833ဂရမ်ရှိတယ်ပေါ့။တကြက်မှာဆိုရင်16တက်တမ329 35 32ဂရမ်ရှိတယ်။တပဲမှာဆိုရင်ခုနှစ်ရွေးတစ်ချမ်း။တကြက်မှာဆိုရင်120ရွေးလေးရှိပြီးတော့ကျွန်တော်တို့တကြက်မှာဆိုရင်ရွေးကြီးအား60ရွေးကြီးရှိပါတယ်ခင်ဗျာ။ဟုတ်ကျေးဇူးပါ။